မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တင်နန်းစင်းပြီးရင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းတွေမှာတာဝန်ထမ်းဆောင်မှုပို့နေတာကြောင့်ဒူရဲအိုလောင်အပတ်စဉ်122မှာရှောက်ထားသူတွေနှဲပါလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်ဝင်ကြီးဌာနကအမျိုးသားအမျိုးသမီးဒူရဲအိုအပတ်စဉ်122ကိုပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာနောက်ဆုံးထားပြီးတော့ရှောက်ထားရမယ်လို့သတ်မှတ်ခဲ့ပေမယ့်တင်နန်းသားဥယျာဉ်မပြည့်မီတာကြောင့်ရှေ့လဇွန်လ17ရက်နေ့အထိကိုတုံ့ပြန်လိုက်ရတယ်လို့ရဲဝန်ထမ်းတအုပ်ကပြောပြထားပါဗျ။ ရဲဝန်နဲ့မိသားစုတွေတဲကရောရဲနဲ့ရင်းနှီးပတ်သက်တဲ့သူတွေကိုထဲ့တာတော့မှတင်းနန်းသားဥယေကမပြေဘူးဒါကြောင့်ပြည်ထရေးကရှေ့လဇူလိုင်လ17ရက်နေ့အထိကိုရက်တိုးပေးလိုက်တာတလနီးပါပေါ့တလချာမှတင်းနန်းသားဥယေမပြေရင်တော့ချွင်းချက်အနေနဲ့အခြားအဆင့်တွေကိုပါအစားထိုးပြီးတော့တက်ခိုင်းဖို့စီစဉ်နေတယ်လို့ပြောပြထားပါတယ်ဒူရဲအုပ်တင်းနန်းဆင်းပြီးလို့ရှိရင်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားနေတဲ့ရှေ့တန်းနေနဲ့လုံခြုံရေးတပ်ရင်းတွေမှာတာဝန်ပေးထားတာကြောင့်တေဆုံသူတွေဟာတောက်လျှောက်ရှိနေပြီးတော့ ခောက်ပံ့အားပေးမှုတွေလည်းနှဲတာကြောင့်ရဲတင်တန်းတက်တဲ့သူတွေနှဲပါသွားတာလို့အငိမ့်စားရဲဝန်ထမ်းဟောင်းတို့ကပြောပြထားပါဗျ။တင်းတန်းစင်လဲစစ်တပ်နဲ့ရင်းနှီးတဲ့သူတွေကပတ်စံပေးနိုင်ရင်တော့နေရာကောင်းတွေရတာပေါ့။မရှိတဲ့သူတွေကတော့စစ်ဖြစ်နေတဲ့ရှေ့တန်းကိုပို့တယ်ရဲတပ်ရင်းတွေကိုပို့တယ်နောက်ခါခါမှာတွဲပေးတယ်အဲ့ဒီလိုတွဲပေးလိုက်ရင်တိတ်မကြဘူးတနည်းလို့ဆိုသေးတာပဲ။ ်တချို့ဆိုရင်တင်းနှန်းဆင်းပြီးတော့မိဘနဲ့တစ်ချိန်မှန်းတွေ့ရသေးတယ်ပေလားရှင်လားတောင်မသိတဲ့ရဲမိသားစုတွေအများကြီးပဲလို့ပြောပြထားပါဗျ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီတက်ပြီးရင်တော်လိုင်းတက်တွေရဲ့ပြစ်မှတ်ကရဲဝန်ထမ်းတွေဖြစ်လာပြီးတော့အတူတကွလောက်ကင်နေရတဲ့စစ်ကောင်စီတက်တွေရဲ့ခွဲခြားဆက်ဆံတာတွေပါခံနေရလို့ရဲလုပ်ဖို့စိတ်ဝင်စားတဲ့သူတွေနှဲပါလာတယ်လို့ပြောဆိုထားပါဗျ။ ်ပြီးခဲ့တဲ့ဒူရဲအုပ်လောင်းအပတ်စဉ်121မြင်းဆောင်2024တင်တန်းဆင်းပွဲမှာတင်တန်းသားတင်တန်းသူဥယီ328ယောက်တင်တန်းဆင်းနိုင်ခဲ့ပြီးတော့ပြည်ထောင်ဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုနိုင်ငံတကာနဲ့ရင်းမောင်းတမ်းပြီးတော့ဆောင်ရွက်သွားမယ်လို့စောက်ကြီးစောက်ကျဲတွေပြောဆိုသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းဇီးကုန်းမြို့နယ်မှာပြည်သူတွေစီကနေပြီးတော့စစ်မှုထမ်းခြေတောင်းခံပြီး PDF တွေကိုလုံးဝဂရုမစိုက်ဘူးလို့ကြွေးကြော်နေတဲ့ လက်နက်ကင်ပူစောတီခေါင်းဆောင်ဘာတန်ပစ်ခတ်ခံရပြီးတော့တင်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့ည9:40မိနစ်ခန့်အချိန်မှာဇီးကုံမြို့နယ်ရွှေဖလားရွာကအကြမ်းဆက်တဲ့ထောက်တိုင်ပူစောတီကလားခေါ်ဘာတန်ကိုဘကိုးတိုင်းစစ်ဌာနအမတ်22ဘူးဟာတာယာဝရီခိုင်တရင်တဲတက်ခွဲနှစ် Phoenix DF ကတော်လိုင်းရဲဘော်များက၎င်းရဲ့နေအိမ်မှာတွားရောက်ပြီးတော့ပစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတင်းဆုံးသွားတယ်လို့သိရပါတယ်။တင်းဆုံးသွားတဲ့ပူစောတီကလားခေါ်ဘာတန်ဟာပစ္စတိုတလက်ကိုခါကြထုတ်ပြီးတော့ရက်ရွာတွေထဲမှာ စစ်မှုထမ်းခြေပေးရမယ်ဆိုပြီးတော့ချင်းချောက်တောင်းဆိုနေပြီးလူငယ်တွေကိုလည်းစစ်မှုထမ်းအဖြစ်နဲ့စစ်ထဲကိုဆွဲသွင်းနေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် PDF တွေကိုလည်းလုံးဝစောက်ခွေးမဆိုင်ဘူးဆိုပြီးကြွေးကြော်နေသူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြည်သူများကိုနီလန်မျိုးစုံနဲ့ဒုက္ခပေးနေပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်အဖြစ်လှုပ်ဆောင်နေခြင်းကြောင့် ော်လိုင်းတပ်ဖွဲ့ဝင်တွေကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့တရားဝရီခိုင်တိုင်ရင်တက်ခွဲနှင့် Phoenix DF တပ်ဖွဲ့ကတာဝန်ရှိသူများကပြောဆိုထားပါတယ်တရားဝရီခိုင်တိုင်ရင်တက်ခွဲနှင့် Phoenix DF တပ်ဖွဲ့အနေနဲ့စစ်သားရဲပြူစော်ထီးများနဲ့စစ်တပ်ထောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများထိခိုက်မှုမရှိသေးရန်၎င်းတို့အနီးမှာတွာလာလှုပ်ရှားမှု မပြုကြရန်အသိပေးနှိုးဆော်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်အတွင်းကိုပသိမ်မုံရွာလမ်းပိုင်းအတိုင်းတင်ကား၄စီးနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်က၃ဦးသေဆုံးပြီးတော့နှောက်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၄ရက်နေ့ကစတင်ပြီးတော့ဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ကံပြားရွာဘက်ကိုတင်ကား၄စီးအင်အား၂၀၀လောက်နဲ့ပသိမ်မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာဒေါင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းမူခဲအမှန်ငါတပ်ရင်းကထောင်ထားတဲ့မိုင်းငါလုံးကိုနင်းမိပြီးတော့တက်ချက်တအုပ်အပါအဝင်စစ်ကောင်စီတပ်သား၃ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံကရှေ့ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဇွန်လ၁၄ရက်နေ့နဲ့၁၅ရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာ တင်းကားများရှေ့ကိုဆက်မတိုးနိုင်တော့ပဲကံပြားရွာဘက်ကိုပြန်လဲဆုတ်ခွာသွားပြီးတော့ခြေချင်းစစ်ကြောင်းဟာလည်းပသိမ်မုံရွာလမ်းမိုင်းမှာမိုင်းနဲ့အချိန်ချင်းတိုးပြီးတော့အထိနာနေတယ်လို့သိရပါဗျ။ဇော်လာ16ရက်နေ့မှာလည်းတော်လန်အတိုင်းထပ်မံစစ်ကြောင်းထိုးကခင်ဘလူရွာကိုဝင်ရောက်လာတဲ့အချိန်တော်လန်တပ်ဖွဲ့များကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့ရာပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါဗျ။ဇော်လာ18ရက်နေ့မှာပိတ်ဆဲချေးရွာကိုထပ်မံဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားများက ပိတ်ဆက်ကျေးရွာကနေအိမ်များကိုမိရှို့ပြီးတော့စစ်ကြောပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီ9ရက်တာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူတွေများပြားပြီးတော့တိုက်ပွဲအတွင်းမှာစစ်ခွေးနှစ်ကောင်ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးလက်နဲ့ခဲယံတင်းစီရရှိတာမျိုးတော့မရှိသေးပါဘူးစစ်ခွေးတေတာကတော့3កောင်မှာခြေပြတ်တာတွေလည်းရှိတယ်လို့သိရတယ်လို့ Peacock Brother Aben Gorilla အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းညောင်လေးပင်ခရိုင်ရေပြူကန်ကြီးရွာမှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့တိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့ည8:00နာရီခွဲအချိန်ကမှညောင်လေးပင်ခရိုင်ရေပြူကန်ကြီးရွာမှာထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက60မမဘုံဒီနှလုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၄ဦးသေဆုံးပြီးတော့အဆောက်အအုံများပေါ်ကြားရောက်ပောက်ခွဲခဲ့ကအကြမ်းဖက်စစ်တပ်ဘက်ကလည်းလက်နက် ကြီးများနဲ့ပြန်လည်ပြစ်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်တွေဘက်ကတော့အထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးအင်အားကတော့အတိအကျမသိရဘူးစစ်ခွေးတည်တဲ့စီးရင်ထတ်တိုးစီးရင်ကတော့ကျွန်တော်တို့လည်းသတင်းတွေစောင့်ဆိုင်နေသေးပါစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်တာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မထီးခဲ့ပါဘူးလို့ Seven Ravens Drone Force ကတောင်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းညောင်ဦးမြို့နယ်ညောင်ဦးမြို့ကတင်ကား၃စီးပါတဲ့စစ်တပ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း People Democratic Army PDA ကတောင်ရှိသူကထုတ်ပြန်ထားပါတယ်။ ဒီကနေ့ဇွန်လ23ရက်နေ့မှာညောင်ဦးကနေထွက်လာတဲ့တင်ငါ3စီးပါတဲ့စစ်တပ်စစ်ကြောင်းတစ်ကြောင်တောင်စင်းရဲစခန်းကနေထွက်လာတဲ့အင်အား80လောက်ပါတဲ့စစ်ကြောင်းတို့ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ညောင်ဦးမျိုးကနေထွက်လာတဲ့တင်ငါပါတဲ့စစ်ကြောင်းကိုလည်းတိုင်မိုင်းဆင်ပြီးတော့တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခတ်မှုကိုပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တပ်ဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တဦးဦးကောင်းကိုလက်နက်ကြီးစထိမှန်မစိုးရိမ်ရဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ညောင်မြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာဆဲရွာကပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက်အရေးပေါ်စားနပ်ရိက္ခာနဲ့စေဝါများလိုအပ်လျက်ရှိတယ်လို့သိရပါဗျ။ညောင်မြုံနယ်အတွင်းမှာစစ်တပ်ကမကြာခဏစစ်ကြောင်းထိုးလှုပ်ရှားမှုတွေရှိနေပြီးတော့မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုကိုသိရဖို့အတွက်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့နိုင်ရီကန်ဗျူဟာပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်နေပြီးတော့စစ်ရင်တန်းနဲ့အင်အားအများအပြားဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမ်ဘရန်လန်အနီးမှာရှိတဲ့အမြောက်တက်409ကိုရဟတ်ရင်နဲ့လူရင်အားတွေဖြည့်တင်းနေပြီးတော့အဲ့ဒီနေရာကနေတဆင်းကိုမိုင်ကန်အကွာမှာရှိတဲ့နိုင်ရီကန်ဘျူဟာကိုစစ်ရင်တန်းနဲ့အင်အားတွေဖြည့်တင်းနေတာကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဒါ့အပြင်ဒေတာတွင်းမှာရှိတဲ့ကပ္ပဆာများတိုက်ရင်များကနေတဆင်းပသိမ်မုံရွာလမ်းမိုင်တို့ကလည်းနိုင်ရီကန်ကိုအင်အားတွေဖြည့်တင်းနေတယ်လို့သိရပါတယ်။မနေ့ကကားသုံးစီးဝင်သွားတယ် အသေးနှက်စီအကြီးတစီဒီအပိုင်းမှာနိုင်ငံကံဗျူဟာကိုအင်အားတွေပြန်ဖြည့်နေတဲ့အနေထားပဲလို့ချင်းကာကွယ်တပ်အရှို CDF အရှို့ကပြောရေးဆိုခွင့်ရှိသူက ရှင်းပြထားပါတယ် ်မျက်ရည်ကန်ဗျူဟာနဲ့တမိုင်ကျော်အကွာမှာရှိတဲ့ခွန်စုရွာလမ်းခွဲကစစ်ကောင်စီရဲ့ကာကင်းစခန်းကို CDF အရှိုးလူပေါင်းတက်တက်မတော့ NSA အရှိုးချင်းကာကွယ်တပ် ACDF တို့ကဇွန်လ20ရက်နေ့မနေ့ကစီးနှင်းတိုက်ခတ်ခဲ့ပြီးတဲ့နောက်တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးတော့တအူးတေဆုံးကတအူးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ CDF အရှိုးကဇွန်လ21ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ MA အမျိုးသားတနက်9လက် DA 100စိန်ပြောင်းတက်လက်နဲ့ခဲရန်အများအပြားကိုတင်စီရမိခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ပိုင်းမှာတော့တိုက်ပွဲတွေငြိမ်သက်နေတဲ့အချိန်စစ်ကောင်စီဘက်ကအခွင့်အရေးယူပြီးတော့အင်အားတွေပြန်ဖြည့်နေတယ်လို့သိရပါဗါးထမှန်ပြီးတော့အင်အားဖြည့်တင်းလာတဲ့သူတွေဟာဒေသတွေမှာစီရေးလှုပ်ရှားနေတယ်တမကိုကိုလက်အောက်ခံတိုင်ရင်များမဟုတ်တော့ဘူးလို့မြေပြင်စီရေးတရင်ရင်မြစ်ကပြောပါတယ်ရခင်ကနေအီကန်ပြူဟာခုခံစေအတွက်တမကိုကိုလက်အောက်ခံ ခြေနံတက်ရင်ခမရ1 1 3ခမရ420တို့ကအဓိကဖြစ်ပြီးတော့အခုထပ်ရောက်လာတဲ့တက်ရင်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။နိုင်ေကံပြူဟာနဲ့အမ်ဘရန်လန်တိုက်ပွဲခုခံစစ်မှာတာဝန်အရှိဆုံးတမ99ရဲ့တမမှုဘုံမှုချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကပြီးခဲ့တဲ့မေလကုန်မှာဖမ်းဆီးပြီးတော့ယာရုကနေဖြုတ်ချပြီးစစ်ဆင်းနေတယ်လို့သိရပါဗျ။တမ99ရဲ့ယာယီတမမှုအသက်အဖြစ်နဲ့ စစ်ပြူဟာအဖွဲအခြေချဟာခါကအခြေချစစ်ပြူဟာမူဘုံမူကြီးစိုးဝင်းထွန်းကိုအစားထိုးထားတယ်လို့သိရပါတယ်။တမမှုအပြောင်းလဲဖြစ်ပြီးတဲ့နောက်ပိုင်းနိုင်ငံပြူဟာကအမြောက်များနဲ့လက်နက်ကြီးအချို့ကိုအမြောက်တပ်၄၀၀ကိုအမြောက်စစ်စီရေးကိုကဲမှုဌာနချုပ်905ကိုဇွန်လဒုတိယလက်ပတ်အတွင်းစတင်ရွှေ့ပြောင်းနေတာကိုတွေ့ရပါတယ်။အခုစစ်ရင်အားဖြည့်တင်းရေးအတွက်ထပ်မံစူးစမ်းနေတယ်လို့တော်လိုင်းရင်အားစုများထံကသိရပါတယ်။တမမှုအစ်စ်ကဘူဟာတော်တော်လေးကိုပြောင်းပြီးတော့ကစားလာတယ်။ လေချောင်းကိုပို့သုံးလာတယ်ဒီဗျူဟာမကြောက်အောင်လို့သူတို့ရတဲ့လောက်တော့လုံးလိမ့်မယ်လို့စီရင်လေးလာသူတအုပ်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မလေးရှားနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေသွားမယ်မြန်မာနိုင်ငံသားများအပါအဝင်ထိုင်းနိုင်ငံထဲကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ23ရက်နေ့မနက်4:00အချိန်ကထိုင်းနိုင်ငံကချနာဘူရီ ထောင်းဖားဖုံဒေသမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းခံရတဲ့သူတွေထဲမှာမလေးရှားကိုသွားမယ်မြန်မာမျိုးသား33ဦးပါဝင်ပြီးတော့တအူးကိုထိုင်းဘက်ငွေ9000 9000ပွဲစားကိုပေးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီထဲကမှအမျိုးသမီး6ဦးဟာဘန်ကောက်ကိုတွားရောက်ပြီးတော့အလုပ်လုပ်ကင်မှဖြစ်ပြီးတော့တအူးကိုထိုင်းဘက်ငွေ1000ကျပ်ပွဲစားကိုပေးရရတယ်လို့သိရပါဗျ။ ခိုးဝင်များကိုတဲဆောင်လာတဲ့ကားကိုဇွန်လ22ရက်နေ့ညပိုင်းမှာတာခွန်တော်ကြီးရွာအုပ်စုအမှတ်၄ရွာမှာရှိတဲ့ဝတ်ယူလုံးဖုန်ကြီးเจ้าမှာစောင့်ဆိုင်းခဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့မြန်မာနိုင်ငံသား52ဦးနဲ့ရင်းမောင်းကိုဥပဒေအရအရေးယူဆောင်ရွက်သွားရန်ထောင်းဖာဖုံရဲစခန်းကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့မြန်မာနိုင်ငံသားများဟာရန်ကုန်မော်လမြိုင်ဖားကန့်တို့ကဖြစ်ပြီးတော့၎င်းတို့အားလုံးဟာမြန်မာထိုင်းနယ်ဆက်ဖျားတုံးစုကန်ချနာဘူရီလမ်းကြောင်းကနေတဆင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ